တာလပ်ပါတဲ့သဘောတရားစကားတွေနဲ့အလုံးနီးပါးပြည့်စုံတဲ့ကျွန်တော်တို့အမိမြမပြည်ကြီးဟာဒီကနေ့2025ခုနှစ်ဧပြီလဗမာပတ်တော်တဲ့မှာတော့စိုးဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအလုံးကအပေါင်းစုံကရင်ဆိုင်ဖြတ်ကျော်နေရပါတယ်။ဘယ်ပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လိုင်းကြီးအင်အားစုပြီးရင်ဂျမ်းဖက်ဖိနေအုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့။ဝင်မှုရှိတယ်ပေါ့။ဒါတော့ကျွန်တော်တို့ဒီကနေ့ဖြစ်နေတဲ့အခြေအနေတွေ ျွန်တော်အချမ်းပြင်းသုံးသပ်ပြချင်ပါတယ်အခုဆိုရင်ဒီ masla masla 20နဲ့ရှင်းနေရဖြစ်ပွားခဲ့တဲ့ခုနကခုနှစ် register scale ရှိတဲ့ငလင်ကြီးကြောင့်အခုဆိုရင်နေပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်နေရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးအဲသွားတယ်အုပ်ချုပ်ရေးရန်နေရာကြီးတစ်ခုလုံးရပ်တန့်နေပါဖြစ်နေတယ်ဆက်သွေးကွင်းတွေကအများအများပြတ်တော့ကုန်ပြီးတော့အခုဆိုရင် main online နဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာ အတော်ဖြိုဖျဲနဲ့လဲပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားထဲမှာအပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးတော့ပျော်ပွဲတောင်ငူဒီပြည့်ရီကျော်ကြီးစကိုင်းဖော်ပြည့်ရီကျော်ကြီးတခြားမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိစီစီနေတဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတည်းကစတိုက်ဆိုသလိုနောက်ဆက်တော့လောက်ခလာတဲ့မလေးအန်နေတွေဒီကြောက်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့တဘာဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုတ် ာနာရှင်ကပ်ဘေးရန်နေရာကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှမ်းရှင်သုံးသပ်ပြချင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်2009ခုနှစ်ကျွန်တော်အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အမြန်လန်းဒီတောင်ငူနဲ့ကြော်ွဲတောင်ငူနဲ့ဖြူပဝင်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်နေရာကို2009ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်။မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။အဲ့ကာလမှာဘဒုတွေစီးပွားအရင်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်း ကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူးတန်တန်ကြောင်းတွေကိုပေါ့အဲ့ဒီမောင်ကိုကုန်တယ်တွေကဒီ GE တက်တီချီကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ကြီးတက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လန်းခင်းရမှာအသုံးပြုရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လန်းခင်းတဲ့နေမှာဝါးတွေတုံးမဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ်ဒါညာဘက်တွေမှာကျွန်တော်တွားတွေ့ခဲ့တာအဲ့တော့ အဲ2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲနေပြည်တော်ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေခံချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲနီးပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေဖြစ်တယ်ဒါကြောင့်မလို့ခုအမြန်လိုင်းကအပိုင်ပိုင်းပြတ်တောက်ပြုတ်ပြူကြတာရုံးအဆောက်အုံတွေ ျော်ကြတာပေါ့ပျော်ကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ့်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတတွေနိုင်ငံတကာဧည့်သည်ဝင်ကြီးတွေသူကလသမကစသဖြင့်ပေါ့တကယ့်ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးစဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်လွတ်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါပဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ ဆိုတော့အချုပ်ရှာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘောဝါကြီးကဖြည့်ဆည်းသွားပြီဖြစ်တဲ့တကြောင်မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့ဆင်သူ့ကိုသူတမတာအကန့်ဖို့သွားမဲ့အစီအစဉ်ကိုတဘာဝတော်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တာဆိုတော့တဘာဝဘေးကြီးရဲ့အဆုံးစုံထိဖြည့်ဆည်းမှုအန္တရာယ်တွေကိုကျွန်တော်တို့ကအခုကလူလောက်ကဘေးကြောင့်ပုံမဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ်ပထမဆုံးဘာကြောင့်လူလောက်ကဘေးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအင်မတန်ဖြားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက်ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေအုံသုံးဒီအဆောက်အုံတွေကအစအကုန်လုံးငလင်တန်းခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရလမ်းခင်းသလား ိုက်တိုင်းတယ်ဖောက်ကြည့်တယ်ဖောက်ကြည့်ရကုန်ဘလောက်ခင်းတာအဆောက်အုံဆောက်လာပိုင်ရဲ့တလားဘလောက်ထိမြေအမြင်အနေမြင်မှာကွန်ကရစ်ဘလောက်ထဲလေဖြော်ဆက်အကုန်လုံးအသေးစိတ်သူတို့ကြည့်ပြီးတော့မလေးနိုင်ခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အနေဒီအစိုးရလုတ်ပိုင်ငယ်ရှိသည်မြ၄-၅နှစ်တော်တည်းမှာရောက်အောင်လုတ်ခဲ့ကြမလင်းစိုးဝါကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမင်းနဲ့စီကူတာအဖွဲ့ကဲသေးကြီးအကူကြီးအဖွဲ့နိုင်ငံတကာနဲ့ဘလို့ဘလို့အားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာတိမ်ပြီးသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစု ကိုကျိုးစည်းပွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စ조사ခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိပဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်လျှောက်ထားသူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဒါလေသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါ လာလူသည်များအကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါဆက်လို့မင်းတို့ပြန်မင်းတို့လုံချွေးရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချအောင်ကဲစဲကူညီတဲ့ပစ္စည်းအားလုံးကိုအနုနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရာအတွက်လိုအပ်တဲ့စစ်တလက်နဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကဲစဲကူညီနိုင်ငံတကာတော်လကောင်ပြည်သူ့ကပြန်လဲအလှူတော်လကောင်သူတို့အနုနီးနဲ့ဓမြတိုက်ဖို့စူးစမ်းပြီးတော့လုပ်တယ်အာလူလုံးကပ်ဘေးကြောင့်ခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်မြင်စမှုမရှိဘူးဖြစ်လာတော့လေကဲစဲကူညီဖို့အတွက်ကို သူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသေးဆုပ်ပြန်အနူနီးနဲ့တပြားတည်းဖို့ကြိုးစားတာအော်လူလုတ်ကပ်ဘေးကြောင့်အစိုးရဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်လူရှင်တွေနိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့စိုးဝါးတဲ့ငလင်ဘေးရင်ဆိုင်ရတဲ့ပြည်သူတွေတို့ကိုတကယ်ကူညီခြင်းနဲ့ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ကသွားသည်လုံးဝပြည်သူလူထုကို ဆရာခိုင်တို့20ရာခိုင်တို့တော့ရောက်ဖို့မသေးကြပါဘူးသူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နီးနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလှူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်မှာကျွန်တော်တို့တွေတိတိကျကျနော်ကိုကြီးနိုင်မဲ့ဖီအားတွေနဲ့စီရီဖီအားနိုင်ငံရေးဖီအားပြည်သူလူတရားလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ်ထိ ंछ ုံမှုကိုကျွန်တော်တို့ပွန့်အံပွားနိုင်တဲ့အထိခဏဆောင်းဆိုင်ပြီးတော့စုဆောင်းထားပါ ထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်ဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်ခတ်တက်ဖြတ်ဖို့လက်နက်တွေပြစ်တွင်ပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးစုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လည်းမိဂါမတ်တပဲရောက်ပါလိမ့်မယ်ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြိုပြတ်သွားတဲ့တကြသူရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးဘဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ် ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဒိုက်ရိုက်ဆက်သွယ်ပြီးပို့ကူညီချင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုတ်ကပ်ဖေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ခြေရှိတဲ့တဘာဝကပ်ဖေးတွေကိုအကောင်းဆုံးရုန်းကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ် ဒါကြောင့်ကျွန်တော်တို့အားလုံး new online ရဲ့အပြည့်အစုံအောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတကွဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လို့ဆော်လို့ဆော်လိုက်ပါတယ်ခင်ဗျ他下爸爸一分了了，对是吧？哦，然后被挨啊，你就拿到。后边带，哦、嗯。 就在这嘛呗，你说你啊？那走走，屋里嘞，现在那夜里就能听见了，现在来了，现在拍下来了，你看。哎，就阿在拍下来了。再别么了？在天都了，现在都，现在呀！我说，现在叫我。

修现在，今天啊，重新动这脚步，伊就对啦了不，是啦，只能落户的嘛，第三年啊都要死啦哇！第二年胡要不，变第二年什么啦？是啊，变第二年。可以可以可以，劈劈水呀，沙沙中拖的鸟就能多几只。他自己老种了，也来了，今朝今朝收的。你收的嘛？你啊，这是叫你对呗？嗯哼。你家这个鸟多少了？ ကဲရေဆတ်တဲ့နေရာတွေဒီနေရာနေပြီးတော့ပေးအဲဒုံ၄၅၀လောက်မြင်ပါရှိကျွန်တော်တို့စံတက်ဒီနေရာအရမ်းမတ်တော့အစင်းရမစင်းနိုင်ဘူးပြောတယ်အတက်ကိုတော့ကျွန်တော်တို့ဟိုညော့တက်တက်ကြတာပေါ့အခုကတော့အစင်းရဟန္တာအစင်းဆင်းလာခဲ့ပြီ ဒီလောက်ဆိုတော့မဆိုးပါဘူးကျွန်တော်တို့ဆုပ်ယူလို့ရနိုင်တယ် 浇了自己种，哎呀，自谁开干？你大帽苗子，俺邻你的老个看嘛，到那里去弄哈去，看你子，的老个来看嘛，楼没了，正好不要，这一角角，几块来？终于下了，哎，错。嗯，两位姐开初二吗？那里？

俺们晓得加了，你嗯、这个呢，这个鸟呢。 上钩了一對對！一段，第一张，第一段、啊。啊，不要一条钩，没有

ထမ်းတင်ရမှာဖြစ်တယ်ထမ်းတင်ဆန်းချရတော့ဗောနော်ရန်နေလိုက်လားဟင်းဒီပေါ်ဒီရာပေါ်နေသွားပြီတဲ့ဒီနားထိပဲရာကောင်းတယ်ဗော